BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါသည်ခင်ဗျာ။နိုဝင်ဘာလ9ရက် တောက်ကြညာချမ်းတွဲ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါရွေးကောက်ပွဲဝါရဖြတ်မှုတွေမှာပါဝင်မှုရာစစ်တပ်ကအမှုပညာရှင်တွေပေါ်စောက်တဲ့တကူဖိအားပေးလာနေပါတယ်အဲလိုဒီရွေးကောက်ပွဲအမှုပညာရှင်တွေကပါဝင်ပြီးလှုပ်ဆောင်ပေးရဆိုတဲ့အမြင်သဘောမျိုးတက်ရအောင်ထုတ်တာဖြစ်တဲ့ဒီထဲမှာရှိတဲ့တချို့ဟိုမပါရဲအမှုပညာရှင်တွေရှိကောင်းရှိပါလိမ့်မယ်ဒီအကြောင်းမကြခင်အသေးစိတ်နောက်ဆင်ရောက်ဖို့ရှိသလိုနိုင်ငံတကာဘက်ကကြည့်ပြန်ရင်လည်း Well, the storm was very strong overnight when it made landfall just before nightfall. ဒီနေ့တွင်အင်အားအပြင်းဆုံးတိုက်ဖုန်းမုန်တိုင်းဟာဗီယက်နမ်နိုင်ငံတဲကိုလည်းအချိန်ပြင်းပြင်းဝင်ရောက်ပွားခဲ့တဲ့အကြောင်းပါဝင်ထိတ်တန့်ရောက်သတင်းတွေကိုလည်းတင်ဆက်ပေးဖို့ရှိနေပါလိမ့်ခင်ဗျာ။အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့တော်မှာ စာသင်ကျောင်းတစ်ခုရဲ့ကျောင်းတွင်းအစ္စလမ်ဘာသာရေးဝတ်ပြုဆောင်အတွင်းဆရာတွေနဲ့ကျောင်းသားတွေတောက်ကြနေစုပေါင်းဝတ်ပြုနေတော့မှာပဲပောက်ကွဲမှုတစ်ခုဖြစ်ခဲ့တဲ့အတွက်လူအယောက်90ကျော်ထိခိုက်ဒဏ်ရာရသွားပါတယ်အခင်းဖြစ်ရအနည်းမှာပဲပစ္စတိုတနက်တလက်နဲ့ဆက်တနက်ငွေစားတလဲလို့ယူဆရတဲ့အရာတွေတွေ့ထားတယ်လို့အင်ရီရှားရဲတပ်ဖွဲ့ကပြောပါတယ်အဲ့ဒီဆက်တနက်ငွေစားပေါ်မှာ2019လုံးကနယူးဇီလန်နိုင်ငံမှာဖြစ်ခဲ့တဲ့မွတ်စလင်တွေအပေါ်ပြတ်မှတ်ထားလို့လူအုပ်ထဲတနက်နဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ကိုရည်ညွှန်းတဲ့စာသားတွေပါဝင်နေတယ်လို့လည်းဆိုပါတယ်အဲ့ဒီဖြစ်ရပ်တုန်းကတော့ လူအယောက်90ကျော်အစုလိုက်ပြုတ်လိုက်ပေးဆုံးခဲ့ရပါတယ်အခုအင်ဒိုနီးရှားစစ်တင်းကြောင်းပောက်ကွဲမှုဘာကြောင့်ဖြစ်ရလဲလဲနယူးဇီလန်အဖြစ်ပြက်နဲ့ဆက်ဆက်မှုရှိလားဆရာတွေပေါ်အာဏာပိုင်တွေစုံစမ်းနေပါလေအရခတ်တက်တော့အေးတင်ပိုက်ထားတဲ့ပုံနေကျွန်းမြို့နယ်ကရုတ်တရုတ်ကွန်းတောင်နဲ့အောင်ဖြူပင်ရွာတို့ကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူ9ယောက်ပေးဆုံးခဲ့ရပြီး9ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်ဒီကနေ့မနက်ပိုင်း7:00နာရီဝန်းကျင်မှာ3ရွာဇက်တိုက်လေကြောင်းတိုက်ခိုက်ခံလိုက်ရတာလို့ဆိုပါတယ် လေကြောင်းကနေ jet fighter တွေနဲ့ဘုံလာကျဲသလိုစစ်တွေတက်ရင်တချို့ကလည်းလက်နက်ကြီးနဲ့လှမ်းပစ်တယ်ဆိုပြီးအေသတင်းချင်းမြစ်ကပြောပါလေဒီနေ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့စစ်တပ်ဘက်ကရောအေကပါအခုညနေပိုင်းအထိတစုံတရာမထုတ်ပြန်သေးပါဘူးတခါမြန်မာစစ်တပ်ရဲ့လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအမျိုးသမီးအယောက်80ထိအောင်သေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူအယောက်80ရှိတယ်လို့မြမအမျိုးသမီးတမကအဖွဲ့ကကောက်ယူထားတဲ့အချက်လက်တွေကညွှန်ပြနေပါတယ် အဲ့ဒီထဲမှာလေကြောင်းတက်ခိုက်မှုခံရလို့ပေဆုံးတံရကြတဲ့အရေးအတွက်ကအများဆုံးဖြစ်ပါလေတခါသတင်းကြွလာပြီးညလုံးကစကိုင်းတိုင်းချောင်းမြုံနယ်ဘုံတိုရွာစီမင်းထုံးပွဲကို120မမဘုံနှလုံးကျဲချခံရတဲ့ဖြစ်စဉ်မှာလူထိခိုက်ပေဆုံးမှုအများဆုံးလို့လည်းဆိုပါလေဖလန်ပိုင်နိုင်ငံမှာအင်အားဖြင့်တိုင်ဖုန်းမုန်တိုင်းကာမီဂီကြောင့်လူတွေဘလောက်သေဆုံးထိခိုက်ခဲ့ရတယ်ဆိုတော့ကိုတရက်ထက်တရက်ပိုပြီးအတီးပြုတ်လာနိုင်ပါလေလက်ရှိသေဆုံးခြင်းနဲ့လူအယောက်190နီးပါးထိအောင်ရှိလာပြီဖြစ်ပါလေ အခုဆိုရင်အဲ့ဒီမုံတိုင်းဟာအရှိန်ပြင်းပြင်းနဲ့ဗီယက်နမ်နဲ့ဝင်ရောက်သွားခဲ့ပြီဖြစ်ပါလေ BBC ရဲ့အရှိတောင်အရှဆိုင်ရာသတင်းတော့ Jonathan Head ပြောတာက Well the storm was very strong overnight when it made landfall just before nightfall in Vietnam ဗီယက်နမ်ကုန်းဝင်းမိုင်းကိုမုံဝင်းငင်းတညကပဲမုံတိုင်းဟာအားပြန်ကောင်းလာခဲ့ပြီးဗီယက်နမ်အလဲပိုင်းကန်ယူတန်းတဲ့ကိုအရှိန်နဲ့ဝင်သွားခဲ့တာဖြစ်ပါလေလေဟာတနအီကိုကီလိုမီတာ150ထိအောင်ပြင်းထန်နေခဲ့ပါလေအဆောင်ခုံမိုးတွေကျွတ်ထွက်သွားတာမျိုး ပစ်ပင်တွေလဲကုန်တာမျိုးဖြစ်ကုန်ကြတယ်ဆိုပြီးပြောသွားတာပါလက်ရှိတိထားသမျှဗီယက်နမ်ထဲမှာလည်းတိတ်ဆုံးသူအနည်းဆုံး9ယောက်ရှိနေပါတယ်ဗီယက်နမ်ကုန်းတွင်းပိုင်းကိုဝင်ရောက်ပြီးနောက်မှာတော့ကာမေဂီဟာအတန်ပင့်အားပြော့သွားပြီးကမ္ဘောဒီးယားနဲ့လာအိုရှိယာအနောက်ဖက်စီကိုဥတီရွေ့ရှားနေပါတယ်တရုတ်နိုင်ငံရဲ့ခင့်အမိဆုံးလင်းတင်တင်မော်ကြီးဖြစ်တဲ့ဖူးကျန်ကိုတမရရှိချင်းဖြစ်ရင်ကိုယ်တိုင်ဦးစီးလို့တတ်တော်ဝင်အခမ်းအနားကျင်းပခဲ့ပြီလို့တရုတ်အစိုးရမီဒီယာတွေကကြေညာပါတယ် ိုက်လင်တွေကိုပိုပြီးအမြောက်လက်နဲ့ခဲယမ်းများများလောင်စာစီများများတင်ဆောင်လို့အချိန်ပြင်းပြင်းနဲ့လောက်လွှဲထဲမှာထက်ပစ်လိုက်သလိုမျိုးတဟုန်လို့ထွက်သွားစေနိုင်တဲ့နှက်စစ်တန်လိုက်ပုံပြစ်လွှတ်ရေးလမ်းကြောင်းစင်တွေအဲ့ဒီသင်္ဘောကြီးပေါ်မှာတက်ဆင်ထားပါလေတရုတ်နိုင်ငံဆိုင်ရာ BBC သတင်းတောက်လော်ရာဘီကာပြောတာက The launch of the Fujian is a significant step forward for Beijing, which now has the Fujian ကိုအခုလိုစပြီးသုံးလာနိုင်တာဟာ Beijing အတွက်တော့အထင်ကြီးအခြေလှမ်းပဲဖြစ်ပါလေ။ အခုဆိုရင်စစ်သမောအရေးအတွက်တတ်တတ်နဲ့ကြည့်ရင်တေဟုဟာကဘာပေါ်မှာအကြီးမားဆုံးရေတဲ့အင်အားကိုပိုင်ဆိုင်လာပြီလို့ပြောနိုင်ပါလေအခုဖူးကျန့်သင်္ဘောပေါ်မှာတင်ထားတဲ့တက်စစ်တန်လိုက်လမ်းကြောင်းတွေဟာမတူတဲ့လေအမျိုးအစားပုံမျိုးကိုတစ်ချိန်နှုန်းပြန်တက်သွားနိုင်အောင်လုပ်နိုင်တယ်လို့ဆိုပါတယ်အဲ့ဒါလိုစနစ်မျိုးကိုပိုင်ဆိုင်တဲ့တခြားနိုင်ငံဆိုလို့အမေရိကန်ပဲရှိပါတော့တယ်ဆိုပြီးပြောသွားတာပါထိုင်းကာကွယ်ရေးဝန်ကြီးအဆိုအရကမ္ဘောဒီးယားဆိုရဘက်ကလိုက်နာလှုပ်ဆောင်ပေးရမှာတွေကိုတကယ်တမ်းအကောင့်ထဲပုံမှန်ပါအခုနှစ်လပိုင်းနေဆက်တိုက်ပွဲလုံးကဖမ်းမိထားတဲ့ ကမ္ဘောဒီးယားစစ်သားတွေကိုပြန်လွှတ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။နေဆက်ဒီဘက်ကနေကမ္ဘောဒီးယားစစ်တပ်ရဲ့လက်နက်ကြီးတွေဖယ်ရှားရုပ်သိမ်းပေးရမယ်။မြေမြုပ်မိုင်းရှင်းလင်းခွင့်ကိုလည်းအာမခံပေးဖို့လိုတယ်လို့ထိုင်းကောက်ဝဲဝန်ကြီးနက်တဖွန်နက်ခွနစ်ကပြောပါလေ။အဲ့ဒီအချက်တွေပြင်းပြောက်လာပြီဆိုရင်တော့နောက်သတင်းပတ်ထဲမှာထိုင်းနဲ့ထိုင်းမှာရှိနေတဲ့ကမ္ဘောဒီးယားစစ်သား၁၈ယောက်ကိုပြန်လွှဲပေးမယ်လို့ပြောပါလေ။ ဆူဒန်ပြည်တွင်းစစ်အပြစ်ရရေးတွဲပြည်သူ့စစ်အဖွဲ့ RSF ကပြောလာတဲ့အကြံပြုချက်တွေကို RSF ကိုယ်တိုင်တကယ်တမ်းလေးစားလိုက်နာမယ်ဆိုတဲ့နိုင်ငံတကာအာမခံချက်မျိုးရှိမှသာသူတို့ဘက်ကလည်းသဘောတူလက်ခံမယ်လို့ဆူဒန်စစ်တပ်ကပြောပါတယ်အခုမနေ့ပိုင်းတုန်းကပဲဆူဒန်စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တော်ခတ်တူးမှာစစ်စခန်းတစ်ခုနဲ့အပြစ်စစ်ဆင်ရုံအနီးဒရုန်းတိုက်ခိုက်မှုပေါ်ပေါက်လာခဲ့တဲ့အတွက်အပြစ်ရသဘောတူမှုရလာနိုင်ရေးအပေါ်အတော်လေးထိခိုက်သွားပါလိမ့်ခင်ဗျာ ထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနာဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါရဲ့ရှင်။တော်ရရှင်များခင်ဗျာအခုတော့သတင်းတော်ဒီဘက်ကိုဆက်ရအောင်ပါ။ စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဝါရဖြင့်စကားမှာပါဝင်မှုကမ်းလှမ်းတော်ကိုအကြောင်းမပြန်နဲ့လူပညာရှင်တချို့ခေါ်ယူစစ်ဆေးခံရရပါလေ။ဒါအပြင်ရုပ်ရှင်ဒါရိုက်တာ၃ဦးနဲ့ပေးဥဆောင်နှစ်ယောက်တို့လည်းရွေးကောက်ပွဲဝါရဖြင့်စကားကိုဝေဖန်လို့ဆိုပြီးဖန်ဆီးခံထားရပါလေ။အဲ့ဒီအခြေအနေတွေအကြောင်းမက်ပီရီဇော်စူးစီးပြောပြပေးမှာပါ။ ရွေးကောက်ပွဲဇလန်းရိုက်ကူးရေးကိစ္စနဲ့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဆက်သွယ်မှုကိုအကြောင်းအပြန်လို့ဆိုပြီးတရုတ်ဆောင်ဖွေးဖွေးနဲ့အလင်းရောင်တို့ကိုအာဏာပိုင်တွေကခေါ်ယူစစ်ဆေးခဲ့ပါတယ်။အိမ်နောက်တရုတ်ဆောင်တို့ကပူးပေါင်းပါဝင်မယ်လို့ကတိပြုခဲ့တာကြောင့်သူတို့ကိုပြန်လွှတ်ပေးခဲ့တယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတွေစီကသိရပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနကတာဝန်ရှိသူကတော့ဒီတရုတ်ဆောင်နှစ်ဦးကိုဖမ်းဆီးထားတာမဟုတ်ကြောင်းနဲ့သူတို့မှာဘာအခက်အခဲတွေရှိနေလဲဆိုတာသိရအောင်ခေါ်ယူမေးမြန်းတာဖြစ်တယ်လို့ BBC ကိုပြောပါတယ်။ရွေးကောက်ပွဲပညာပေးခေတ်သမိုင်းကိုဒုံဆိုင်မြည်သူများဝါရဖြစ် န်ဇလန်ထွက်လာပြီးတဲ့နောက်မှာဇလန်ထဲမှာပါဝင်တဲ့အမှုပညာရှင်တွေကိုသပိတ်မှောက်ဖို့လှုံ့ဆော်တာရှိနေသလိုဝေဖန်တဲ့သူတွေကိုလည်းစစ်တပ်ကဇက်တိုက်ဖမ်းဆီးနေပါတယ်။တစ်ချိန်တည်းမှာပဲနမကြီးအမှုပညာရှင်တွေအပါအဝင်အမှုပညာရှင်တွေကိုရွေးကောက်ပွဲအသိပညာပေးဇလန်တွေရိုက်ကူးရေးမှာပါဝင်ဖို့ညှိနှိုင်းထားတယ်လို့ကြံကြားရေးဝန်ကြီးဌာနဘက်ကပြောထားပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးဟာတာတရုတ်ဆောင်အောင်တော်ဝမ်စတာကအခုလိုပြောပါတယ်။အဲလိုဒီရွေးကောက်ပွဲအမှုပညာရှင်တွေကပါဝင်ပြီးလှုပ်ဆောင်ပေးရဆိုတဲ့အမြင်သဘောမျိုးတက်ရအောင်ထောက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့အဲဒီထဲမှာရှိတဲ့ဟိုမပါတဲ့အလုပ်ပညာရှင်တွေရှိကောင်းရှိပါလိမ့်မယ်။ပါတဲ့အလုပ်ပညာရှင်တွေရှိကောင်းရှိရတယ်။အနည်းနဲ့အများတော့လူတွေရဲ့ညုံညင်မှုကိုခံရတာပါ။လက်ရှိပြည်တွင်းမှာနေထိုင်တဲ့အမှုပညာရှင်တွေထဲမှာစစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သူတွေရှိနေပြီးသူတို့ဟာအခြေအနေအမျိုးမျိုးကြောင့်ပြည်ပကိုထွက်ခွာနိုင်တာလည်းမရှိပါဘူး။အမှုပညာနဲ့လူမှုကိုဝါရဖြန့်တာက အလွန်ထိရောက်တဲ့ဝါရဖြန့်လန့်နေဖြစ်တယ်ဆိုပြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြော်ကြားသူတွေပါဝင်လာတာကိုတော်လန်ရေးအင်အားစုတွေကလည်းပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြတာပါ တစ်ဖက်မှာလည်းလက်ရှိအကျက်တဲကြားမှာလူမှုရေးပြစ်ဒဏ်ပေးဖို့လှုံ့ဆော်ခံရတာရောရွေးကောက်ပွဲဇလန်းတွေရိုက်ဖို့ဖိအားပေးချင်းချောက်စေခိုင်းခံနေရတဲ့အခြေအနေကိုရောလူအခွင့်အရေးလှုံ့ရှားတဲ့45 right အဖွဲ့ကတာဝန်ခံမတ်ချစ်ဆိုင်ကပြောပါရယ်သူလူတိုင်းကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်အဲဒီကလေးပနိရှ်လုပ်ခံရပါဘောနော်ပြစ်ဒဏ်ပေးခံရတာပဲဖြစ်ဖြစ်သူတို့ပြန်လက်တော့ပြန်ခံရမျိုးကြီးပေါ့နော်အဲအဲ့လိုမျိုးကြီးပေါ့နော်မရှိတဲ့ဟူလို့တော့လူခွင့်ရှူတာကနေပြောလို့ရပါတယ်လက်ရှိမှာအမှုပညာရှင်တွေကိုပြပထွက်ခွာခွင့်လက်ကန့် က်ထားပြီးမဖြစ်မနေထွက်ခွာရမယ်ဆိုရင်သက်ဆိုင်ရာထံတရင်ပေးဖို့ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်ရှင်။ဒီချိန်မှာပဲရွေးကောက်ပွဲမှာမဲပေးဖို့ချင်းချောက်အကြက်ကင်လာရင်တိုင်ကြားနိုင်လဲဆိုပြီးအမျိုးသားညီညွတ်ရေးဆိုရအညူကြီးရဲ့ပြည်ထိုင်ဌာနကထုတ်ပြန်ပါတယ်။တခါရွေးကောက်ပွဲဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းတွေရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူမယ်လို့ချင်းလဲကောင်စီကလည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီကြောင့်ကိုရင်မောင်ဆက်ပြီးပြောပြပေးပါမယ်။ စစ်ကောင်စီကကျင်းပမဲ့ယူကောက်ပဲမှာမဲပိဖို့အတွက်ချင်းချောက်အကြက်ကန်ခံရတာတွေရှိတယ်လို့ပြည်သူတွေကတန်ကြားလာရင်တက်ဆိုင်ရာသူကိုအမှုဖွင့်တရားစွဲဆိုသွားမယ်လို့ UNG ဝန်ကြီးချုပ်ယုံပြောခွင့်ရဥနေဖုံလက်က BBC ကို ပြောပါတယ်အဲ့တဆိုင်ရလူဟာတော်လိုင်းရေးထင်းကျုံနေမြမှာရှိနေရင်ဖန်စီရေးယူဆောင်မှာဖြစ်ပြီးတော့စစ်တပ်ထင်းကျုံဒေသမှာရှိနေတဲ့သူဆိုရင်တော့ဝန်ရမ်းထုတ်တာပြီးတော့တစ်ချိန်မှာရေးယူဆောင်သွားမယ်လို့ဆိုပါတယ် စစ်တပ်ကျင်းပမဲ့ယူကော့ဘယ်မှာပါဝင်ဆောင်ရွက်နေသူတွေကဥပဒေနဲ့ညီဆွမီတော့ယူကော့ဘယ်ဆိုင်ရာအကြမ်းဖက်မှုဖြစ်တယ်ဆိုတာကိုသိနေဖို့အတွက်အခုလိုဆောင်ရွက်တာလို့ UNG ဝန်ကြီးချုပ်ရုံပြောကင်းရကပြောပါတယ်ဒီတူတောင်နေနဲ့မေပေကွင်းရှိတယ်လို့မမေပေပဲနေတာကလည်းနိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်တယ်ဆိုတာကိုသိရှိအောင်ဆောင်ရွက်သွားမယ်လို့လည်းဥနေဖုံးလက်ကပြောပါတယ်။ပြည်သူတွေအနေနဲ့တို့ရဲ့ဒီအခြေခံလူခွင့်အရေးကိုတည်နိုင်မှုပေါ့နော်။ဒါကိုအသုံးချနိုင်မှုကိုယ်ခွင့်အရေးကိုကို defense ပေါ့နော်။ကာကွယ်နိုင်မှုဆိုရက အကိစ္စတွေကိုတော့ကျွန်တော်တို့လည်းတက်နိုင်မှပြည်သူဘက်ကရက်တည်ပြီးတော့ပြည်သူတွေမများသိအောင်ပြည်သူတွေရက်တည်ဆောင်ရွက်နိုင်အောင်လည်းပဲဘယ်လိုအခြေအနေမျိုးအဖြစ်ပေါ့နော်တက်နိုင်တယ်များကျွန်တော်တို့အဲဒါတွေဒီ information တွေဖြန့်ချီဖို့ဆက်လက်ဆောင်ရွက်တော့မှာဖြစ်ပါလိမ့်ကြအစီအစဉ်တွေလည်းလုပ်နေတာရှိပါလိမ့်ကြချင်းပြည်အတွင်းမှာတော့ယူကော်ဘယ်မှာဝင်ပြိုင်သူကိုတရလောင်းရဲ့ပိုင်ဆိုင်မှုတွေကိုတိမ့်စီမှာဖြစ်တယ်လို့မဲ့ပြည်သူတွေကိုလည်းထောင်နဲ့တစ်နှစ်ကနေသုံးနှစ်အထိကြက်ခံရနိုင်တယ်လို့ ချင်းလန်းကောင်စီကထုတ်ပြန်ထားပါတယ်စစ်တပ်ရောတလန်ရေးအင်အားစုတွေကပါယူကော့ဘက်မှာဘက်တဖက်ဘက်မှာဝင်ပါတဲ့ပြည်သူတွေကိုပြစ်မှုကျွလွန်နေဆိုပြီးတော့ဖြန့်ဆုံနေတာတွေကနိုင်ငံရေးရကွပြမှုကိုပိုဖြစ်စေတယ်လို့ယူကော့ဘွယ်လိလာစောင့်ကြည့်သူတွေကသုံးသပ်ပါတယ်ဒီကောက်ပဲမှာဝင်ရောက်ရှင်ပြိုင်တဲ့သူအများစုတွေဒါအာရတားတွေဖြစ်နေတယ်ပေါ့နော်ဒါအရတားတွေအပေါ်မှာဒါချိန်ချောက်မှုမျိုးဖြစ်တယ်လို့တော့ကျွန်တော်တို့မြင်နေပေါ့နော်ဆိုတော့ဒီချင်းလန်းကောင်စီတော်လည်းကောင်အန်ယူဂျီတော်လည်းကောင်တော့ ဒီလူတွေပေါ်မှာပြစ်မှတ်ထားတာတဲ့စာလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံရေးရည်တည်ချက်ကိုပဲကိုညှင့်တင်တင်တယ်လို့ထင်တယ်ဆိုအဲ့လိုမဟုတ်ပဲနဲ့ဒီပါဝင်ပူပေါင်းကြတဲ့သူတဦးချင်းစီတိုင်းကိုပြစ်မှတ်ထားနေတယ်ဆိုလို့ရှင်တော့ရဲသားတွေပေါ်မှာထိခိုက်မှုဖြစ်စေနိုင်တဲ့အန္တရာယ်လည်းရှိတယ်လို့ကျွန်တော်တို့မြင်ပါတယ် တော်လိုင်းရင်ရသူဒီဒီကသူတို့ထိန်းချုပ်ရနေမြေက ပြည်သူတွေစစ်တပ်ကကျင်းမမဲ့ယူကပဲမှာမပါဝင်ကြဖို့ထုတ်ပြန်ပြောဆိုတာတွေရှိနေတယ်လို့စစ်ကောင်စီကလည်းယူကပဲကိုနှောင့်ယှက်ဟန်တာဖျက်ဆီးမှုတွေလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖန်စီရည်ထားသူလူတရာကျော်ရှိနေပါပြီ။ ိုင်းနိုင်ငံမန်ဟိုဆောင်မြို့တောင်ပိုင်းမှာဖြတ်တန်းစီးဆင်းနေတဲ့တန်လွင်မြင့်ရဲအာဆင်နစ်အစိတ်ပောင်ဝင်မှုအဆမတန်များနေတယ်ဆိုပြီးထိုင်းအနာပိုင်းတွေသတိပေးထားပါတယ်မြန်မာနိုင်ငံထဲမှာရောဘလို့ထိခိုက်မှုတွေရှိနိုင်နိုင်ပါသလဲမက်ရွှေပိုးနီပြောပြပေးမှာပါ ထိုင်းနိုင်ငံမေဟောင်ဆောင်မြို့တောင်ပိုင်းမှာဖြတ်တန်းစီစဉ်နေတဲ့တန်လွင်မြေကြီးထဲမှာအစစ်နှစ်လို့ခေါ်တဲ့အစိတ်တင်စီတဲ့တတုတ္တဟာရှိရမယ့်ပမာဏထက်၅ဆလောက်မြင့်မားနေတယ်လို့ထိုင်းအာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ဒါကြောင့်မြေအတွင်းကရေနဲ့ငါးတွေကိုစားသုံးသုံးဆွဲတာတွေကိုထိုင်းအာဏာပိုင်တွေကတားမြစ်ထားတာပါ။တန်လွင်မြေဟာတရုတ်ပြည်ဘက်ကနေစတင်စီစဉ်လာပြီးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်တို့ကနေဖြတ်တန်းစီစဉ်နေပါတယ်။တန်လွင်မြေဟာမြန်မာနိုင်ငံကပြည်နယ်တချို့ကိုဖြတ်တန်းစီစဉ်နေတာဖြစ်လို့တန်လွင်မြေဖြတ်တန်းရာဒေသတွေကမြေရေ ဲ့အသုံးပြုသူတွေအတွက်လဲစိုးရင်စရာလို့ဒေသခံတွေကဆိုကြပါတယ်ရေအရင်းမြစ်ဆိုင်ရာကျွမ်းကျင်သူတို့ပြောပြတာကဆာဆင်းနေမြည်တဲ့အကြောင်းရင်းကဆာဆင်းနေပါတဲ့တတူတူဖို့ရေလုပ်ငန်းတွေနေပြီးတော့ထွက်လာတာဖြစ်နိုင်တယ်နောက်တစ်ခုကမြေအောက်ရေမှာလဲတချို့သောနေရာတွေမှာဆာဆင်းနေပါတဲ့အားတွေရှိတတ်တယ်နေရာရဲ့ရေနမူနာပြောလို့ရှိရင်အဲ့နေရာရဲ့ဒီမြင့်ညာဘက်မှာဘာတွေရှိတယ်လဲဆိုတော့သွားလိမ့်လိုက်မှပြောလို့ရမယ်ကရင်ပြည်အစိုးရကာကွယ်ရေးဝန်ကြီးတအူးကလည်းအခုလိုတန်လွင် င်မြေကြီးကအစိတ်တင့်စေတဲ့တတုဓာတ်မြင့်လာတာဟာရှမ်းပြည်နယ်အတွင်းတရုတ်ကုမ္ပဏီကြီးတွေရဲ့ကြီးမားတဲ့တတုတူးဖော်မှုကြောင့်ဖြစ်နိုင်တယ်လို့လည်းထိုင်းမီဒီယာတွေကဖြေဆိုထားတာတွေ့ရပါတယ်။တန်လွင်မြေဘေးမှာနေထိုင်တဲ့ဒေသခံတွေကလည်းမြေဘေးတစ်လျှောက်မှာရွှေကျင်လုပ်ငန်းတွေရှိတာကြောင့်ရေအသုံးပြုရာမှာစိုးရိမ်စိတ်တွေရှိနေကြပါတယ်။မွန်ပြည်နယ်တန်လွင်မြေကမ်းမှာနေထိုင်တဲ့ဒေသခံတအူပြောပြတာက မိရတော့ရင်တော့တယ်ရင်နေတယ်လေဆက်ဆက်နေမှာပဲကိုအပေါ်ဘက်မှာတော့ရှူရပါတယ်ရှူတာဟောကောင်းရည်တယ်နေပါကွာရှမ်းလူအခွင့်ရေးဖောင်ဒေးရှင်း SHRS ကထုတ်ပြန်ထားတဲ့အစီရင်ခံစာအရရှမ်းပြည်နယ်မိုင်းဖြတ်မြို့နယ်ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိုင်းချုပ်နယ်မြေအတွင်းကတန်လွင်မြေရဲ့မြေလက်တက်တွေမှာမြေရှားတပ်တူဒူးဖော်ရေးလုပ်ငန်း26ခုအထိရှိနေပြီးတဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တယ်လို့ဖော်ပြထားပါတယ်ရှမ်းလူအခွင့်ရေးဖောင်ဒေးရှင်း SHRS ကတာဝန်ရှိသူတို့ပြောပြတာကတိတိတတ်တာထင်ထင်ရှားရှားဖြစ်နေရတဲ့စိတ်တည်နေရဲ့ရေနဲ့ ့ထိတွေ့မိပြီးရဲ့နောက်ပိုင်းမှာကျမတို့ဒီအရေပြာယောဂါပျောက်ဖို့ခက်ခဲတာကုသရခက်ခဲတဲ့အရေပြာယောဂါတွေအများကြီးဖြစ်လာတာတွေတွေ့တယ်ရှင့်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်တာရှိတယ်ဦးလူပုတ်ကိုပြည်သူတွေရဲ့ကျန်းမာရေးကိုထိခိုက်တာနှမျိုးရှိမှရှင့်အာဆင်းနေတဲ့ဟာတဘာဝမှာတွေ့ရှိရတဲ့အစိတ်တောက်ရှိတဲ့တက်တူတမျိုးဖြစ်ပြီးအနှဲငယ်ထိတွေ့တာနဲ့ကျန်းမာရေးကိုအနေရဖြစ်စေနိုင်ပြီးအချိန်ကြာမြင့်သောထိတွေ့စားသုံးရာကနေအစိတ်တင်ခြင်းနှလုံးခုန်မြန်ခြင်းအဆုတ်ယောဂါနဲ့အသေးယောဂါတွေဖြစ်ပွားစေနိုင်တယ်လို့ကိုဝင်ဆောင်အမျိုးသမီးတွေမှာတားပြက်တားလျှော့တွေဖြစ်စေနိုင်ပြီးကလေးငယ်တွေမှာလည်းညံရင်ဖွံ့မြူးမှုနောက် ောက်ကြတာကြီးထွားဖွံ့ဖြိုးမှုနောက်ကြတာတွေဖြစ်စေနိုင်တယ်လို့လည်းသိရပါဗျ။တို့ရရှိမြောက်ခင်ဗျာဒီညတော့ BBC မြန်မာပိုင်းရဲ့ရေဒီယိုအစီအစဉ်ဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲညနောက်ခင်ပြပါအခုကြားခဲ့ရတဲ့သတင်းတွေအပြင် တွင်သုံးသက်ချက်နဲ့ဆောင်းပါးတွေရုပ်သံအစီအစဉ်တွေကို www.bbc.com မှာလည်းအချိန်နဲ့တပြေးညီတင်ဆက်ထားပါတယ် BBC ကိုအားပေးကြလို့ထူးပဲကျေးဇူးတင်ပါတယ်တို့ရရှင်အားလုံးကိုစိတ်နှစ်ဖြာကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။